အဓိကကတော့ဗျာဒီကိုသမားတွေဟိုတဲ့မလားအပြောင်းလဲလောက်တာတည်းဒီဘက် modern ဘလုံးလုံးခေခေမှာတော်တော်များများတော့တွေ့လာတာဒါပေမဲ့ဟိုကျွန်တော်ဟိုတယောက်တည်းအမြင်ရဆိုရင်ဓာတ်ရဟိုတစ်ခါလဲတော့လည်းမဖြစ်သင့်ဘူးလို့ယူဆတယ်ဆိုတော့ဒီလိုကိုသမားကရှားရှားတယ်ရှားတယ်ဗျာတည်းမလားဒီဗျာဒီ modern ဘလုံးခေကိုလောကကိုလိုက်ပြီးတော့ဟိုကစားနိုင်မယ်ဆိုတော့ကိုသမားအဲ့ပြီးတော့ဒီနီးပြတွေကလည်းဒီဟာမှအလုပ်ဖြစ်တယ်လို့ထင်တာကြီးရတယ် ော့အရင်ကြီးညံတိန်လုံးတယ်လို့ထင်တာပဲဘာလို့တော့ဒီဘက်ကဂိုးသမားတွေကောင်းနေရဆိုဂိုးသမားတွေကြည်လဲဘောပလင်းတိတ်ပြီးတော့အဲ့လောက်ကြီးကောင်းတဲ့ဂိုးသမားတွေမဟုတ်ဘူးနော်မဟုတ်ဘူးနော်ဆိုအခုအာကျွန်တော်တို့ရူမာရူနာရူမာတို့ရှိတယ်ပြီးတော့ကော်တိုရိတ်တို့ရှိတယ်အာဒီဂိုးသမားတွေဆိုရင်ဘောပလင်းကောင်းတဲ့ဂိုးသမားတွေတော့မဟုတ်ဘူးပြည့်တယ်မလားကိုလိုင်းတော်သူဟိုပွဲတစ်ပွဲဟိုဟိုကောင်းကောင်းဘယ်လိုပြောမလဲထင်းချုံနိုင်တယ်ကွန်ထရိုးလုပ်နိုင်တယ်သူတို့ကိုယ်တိုင်ကအာဒီပွဲကို carry လုပ်နိုင်တယ်ဆိုတော့ဟို ကိုသမားကိုသမားမျိုးတွေဗျာပြည်မလားဘောဘောပလင်းကောင်းလို့မဟုတ်ဟိုဒီကိုသမားကောင်းတယ်လို့ကမ္ဘာကောင်းဆုံးမှာလို့ပြောတာမျိုးမဟုတ်ဘူးဗျာတည်မလားအဲ့လိုမျိုးတွေအခုကျွန်တော်တို့အင်တာကိုသမားဆိုလဲအဲ့လိုပဲအဲ့ဟာကဟိုဟာဗျာကိုထက်ရကျွန်တော်ပြောချင်တာအဲ့အဓိကဗျာဒီလက်ရှိဒီဥရောပမှာရောဟိုဒီဘက်ကွာရီယိုလာမန်စီးတီးနဲ့ဂျန်တော့ကလေသူကဥရောပထီကိုသူတို့ဒီဖလားတက်ယူခဲ့ရတယ်ဆိုတော့ဗျာဒီ ဒီဘက်ဂွာရီယိုလာဒိုမီနိတ်လုပ်နေတဲ့အချိန်တုန်းကပေါ့ဗျာမန်စီးတီးဒိုမီနိတ်လုပ်နေတဲ့အချိန်မှာဒါဆွီပါကီပါဆွီပါကီပါဆိုတာကြီးကအရန်ဟိုဟစ်ဖြစ်လာတယ်ဗျာဟစ်ဖြစ်လာတဲ့အချိန်မှာမြန်မြန်မြန်ပြောမယ်ဆိုရင်ကိုရဲရအရစ်တန်ဟက်ဆိုတာကလည်းအောက်ဂွာရီယိုလာရဲ့လာအောက်ကထွက်တာပဲအာတီဒါဆိုတာကလည်းဒီဘက်ဂွာရီယိုရဲ့လာအောက်ကထွက်တာအဲဆိုမလဲစကားပါဒီအာဒူဒူပဲလေသူတို့ဒီကောင်းလေးအကုန်လုံးခုပြာဒီအန်ဆိုမလဲစကားတော့အရစ်တန်ဟက်တို့အာတီဒါတို့သွားတဲ့ပုံစံကိုလည်းကြည့်ကြည့် သူတို့ဒါစူပါကီပါကိုပဲလိုချင်တာပဲဟိုတကယ်တမ်းဟိုအလောက်ကြီးထီတော့မဟုတ်ဘူးပြအဓိကစူပါကီပါမဟုတ်သည့်တိုင်အောင်အဓိကနောက်တန်းနဲ့ဒီကွင်းလေကဒီဘေးရက်ပလေးကောင်းကောင်းစနိုင်တယ်စော့နိုင်တယ်ဆိုရင်အတင်းတင်းရအဆင်ပြေနေတာပဲအခုလက်ရှိ PSG ကိုပဲကြည့်ပြသူတို့တင်းအခုနပြောသလိုပါပဲတော့ဘောပလေးကောင်းနေတဲ့စူပါကီပါကိုသမားတော့မဟုတ်သည့်တိုင်အောင်ဗျာ သူတို့ဒီကွင်းလယ်နဲ့နောက်တန်းကကစားသမားတွေဟန်ချက်ညီညီထိန်းနိုင်တယ်ပလေးဖရွန့်တဲ့ဘက်ကနေကောင်းကောင်းသွားနိုင်တယ်ဆိုတော့အဓိကကတော့ခုနကကျွန်တော်ပြောလိုပဲဂိုးသမားတယောက်ရဲ့တောင်းဝင်ကအရင်ဆုံးသူ့မှာအဂိုးဖမ်းနိုင်တဲ့စကီးပြဒီ short stopping ကောင်းရတာတွေဘာတွေအဲ့လိုမျိုးသူ့မှာရှိတဲ့အရေးချင်းတစ်ခုကတော့အရင်ရှိရမယ်ဟိုချန်တဲ့ဟာကမပြည့်မီလေကျွန်တော်တို့လက်ခံပေးလို့ရတယ်ဒါအဲ့လိုမှမဟုတ်ဘဲနဲ့ဒီ50 50ပြဒီဟိုဒီဟိုမှာဂိုးဖမ်းတဲ့နေရာမှာလည်း50လောက်ပဲရှိတယ်ဘောပလင်း50လောက်ပဲရှိရတဲ့ဟာတွေကကိုယ်တွေတင်းနေတော့အရင်ကြီးအဆင်မပြေဘူးဆိုတော့ အဲ့အရာကြီးကတော့ဒါဘက်ကွာရီယိုလာရဲ့လက်အောက်ကအထွက်တဲ့ဟိုနီးပြားတွေနဲ့သူတို့တကယ်လဲဒီလက်ရှိချိန်မှာတော့တကယ်လဲသူတို့ကဒါအောင်မြင်နေတဲ့အသင်းတွေလို့တော့ပြောလို့ရပါဗျာဒီဘက်ကင်မှာသူတို့ရဲ့ influence ဒါအတင်းတိုင်းကအဲ့လိုမျိုးလိုက်လို့ဒါလိုပဲကိုတော့တော့မမြင်နဲ့ဒါပေမဲ့အဲ့လိုခုလဲနေတဲ့ကစားသမားတွေနဲ့ဟိုရှိတဲ့ဘုသမားတွေအပြင်းပြင်းနဲ့တွားနေတဲ့ဘုသမားတွေနဲ့ရှင်းရှင်းပါတယ်